ီလိုနဲ့များနေတရားနာမချမ်းဖြစ်နေကြတာတလကြော်ကြော်လောက်ကြာမိလာခဲ့ပါတယ်။ဘာယုံကလည်းဒီတစ်ယောက်လိုမှအနီးကပ်ပြုစုပြီးဆဲလူလည်းစုံနေခဲ့ပါပြီ။ဒါပေမဲ့ခုချိန်ထိလည်းယောဂါကအရှိမပြောက်ကင်းခဲ့သေးပါဘူး။အဲ့ဒါပြေကောမှာအိမက်ဆိုဒီမက်တာနဲ့အိမက်ထဲမှာလေဆရာငနီလွှတ်လိုက်တဲ့ဝကောက်စွားတွေကိုခဏခဏတွေးနေခဲ့ရပါတယ်။ဒါကြောင့်သူမလေးစိတ်ထဲကနေအားငယ်ကြောက်ရွံ့နေခဲ့ပါတယ်။ ဘာသာမှလည်းများနွယ်ခဏနေစေးသောက်ကြီးရောက်ပြီနော်ကာယုအခုလုံးငါ့ကိုဖေးမကူညီပေးလို့ကျေးဇူးပါပဲကွယ်ဟာထားလိုက်ပါဘာမှကျေးဇူးတင်စရာမလိုပါဘူးငါကတူရတဲ့သားအိနိနာချင်းလေပြီးတော့မိမသားတယောက်တည်းကုကရာမဲ့နေခဲ့တာကိုငါတက်နေတယ်လို့ကူညီပေးရမှာပေါ့ပြီးတော့နေဖြစ်နေလို့ငါကူညီတာမဟုတ်ဘူးနော်ငါဖေကတကြီးဆိုတော့ ရွာသူရွာသားတွေဘောကိုဂူဆက်ရမဲ့တောင်းတွေငါမှလည်းရှိတယ်ကွာဟဲဟဲဟဲထိုချိန်မှာနတ်မြေကနေမျက်နှာမကောက်စွာနဲ့ဒီလိုပြောပါလေအခုကြလို့လေအိမက်ဆိုဒီခဏခဏမဲ့နေတယ်ဒီအိမက်ကိုပဲထက်ခါတလဲလဲမဲ့နေတော့ငါစိတ်တွေလိမ့်လန့်လာတယ်ငါတွေ့ရတဲ့ကောင်းဝေးကမျက်လုံးနီနီခြေတန်လက်တန်ရှိနေအယိုးကြီးပြိုင်နေတယ်မကောက်စွာရီငါစိတ်ထဲမှာဒီမကောက်စွာရီ တကယ်လက်လာလိမ့်မယ်ဆိုတဲ့ခံစားချက်တွေနဲ့ကြောက်နေမိတယ်။နေအဲ့လိုလေထွေးကြောက်မနေပါနဲ့။နေမကောင်းသေးလို့ကြောက်ချောက်ချာရှောက်မဲ့နေတာဖြစ်မှာပါ။နေမကောင်းတဲ့လူတွေကဒီလိုပဲအိမ်မက်ဆိုတွေမကြာခဏမဲလိရှိတယ်နော်။နေဘာမှစိတ်မပူနဲ့။ဘာရှိပါတယ်။ပါယိုရဲ့စကားတော်ဆိုးလိုက်ခင်ပါပဲပရေပေါက်တွေကယိုဒီရဲ့သူ့ဘာသာဖွေးပိတ်လုလာခဲ့ပါတယ် ဒီနေ့လေပြင်းတွေတိုက်နေဖို့ကြည်ရရင်တော့အကြခင်မှာမိုးရွာတော့မယ်နဲ့တူတယ်။ဒါပေမဲ့ညနယ်မိစိတ်တဲကလိမ့်လန့်နေတဲ့ဆိုရင်ရောင်ချောက်ဖို့သွားပြီးတော့အကျိုးချောင်းပြောပြကြတာပေါ့။ဒါဆိုအန်ဒီရဲ့ကိန်းပေးရှင်အဆောင်လက်ဖက်လေးတွေသူတို့ပေးလိုက်မှာပါ။ဒါရွေးကြတဲ့အချိန်ပဲဒီနေ့မိုးတဲ့ခြေလုံးမှာရောင်ချောက်ဖို့သွားဖို့ထွက်လာခဲ့ကြပါလိမ့်။ ရာဟုကျောက်ကဘိုးကြီးတစ်ပါးဟာမြောက်နယ်ကို တွေ့တာနဲ့အရာတစ်ခုခုကိုတတိယသွမ်းအတူပါတယ်။ဒါကြောင့်အဲ့ဒီဦးစင်းဟာစကားတွေတခေါမှမပြောသေးပေခြေကနာကြစဲစားလို့နေခဲ့တယ်ဗျာ။ပြီးတော့မှနှစ်နှစ်ဆက်ကြာဖိုးကွယ်ထားတဲ့မှတ်ရထူးဟာဖက်ပေါ်လိုလာခဲ့ပါတယ်။မေကတမန်မေကလေးကြောင့်မဟုတ်ဘူးကွ။မေပေတကကြည်ဖြူနေငါနဲ့ဆိုတာ နေပေါင်းကြီးပေါ်ပြီ။ တနေ့မှမင်းဖေကခေခုတ်ထွက်ရင်းနဲ့မဲကိုတွေ့လာခဲ့တာမင်းဖေကတိတ်ပင်ကြီးတပေအောင်မှမဲကိုတွေ့လိုက်ရတော့မင်းရဲ့အဖေမေဘီများတနေ့မှရှိနေသလားဆိုတာကိုခြေတစ်ခုသည် သူစောက်ကြည့်နေခဲ့တယ်ဒါပေမဲ့ဘာမှထူးမလာလို့မဲကိုမွေးစားဖို့ခေါ်လာခဲ့လိုက်တာမဲကိုခေါ်လာပြီးသိမကြခင်မှာပဲမွေစည်းကြီးတကောင်ကိုမေးဖေးအိမ်မဲရတယ်အဲ့ဒါကဘာတိပဲလဲရှင်ပြား မကောက်ဆိုးရတွေမကောက်တဲ့နမိတ်တွေညာလားမဟုတ်ဘူးမွေဆေးတွေဆိုတာနေဆေးတွေဒေါဆောင်းနဲ့တွေကိုကိုစားပြုတယ်တချို့ကလည်းမွေဆေးကိုသိုင်နှန်းရှင်တွေလို့ပြောကြတယ်အဲ့ဒါထားလိုက်ပါလေဒါပေမဲ့ထူးဆန်းတာကအဲ့ဒီမွေဆေးကြီးကမင်းဖေကိုစကားတွေပြောခဲ့တယ်မင်းကိုအသေးချာပြုစုပြောတော်မေးပါမင်းကသူ့ရဲ့သမီးဖြစ်တဲ့ကြောင့်ဦးလေပြောခဲ့ပေးတာ မရေစိအယုတွေကလည်းသူနဲ့ဆက်နွယ်မှုတွေရှိနေလိမ့်မယ်။မင်းကလည်းချေပြီးဆောက်ရှောက်နေပြီးတခုခုဒုက္ခရောက်ပြီးဆိုရင်လေသူကိုယ်တိုင်မင်းကိုလာကယ်တင်လိမ့်မယ်လို့ဘဘိုခံစားရတယ်။အခုဘဘိုရဲ့စိတ်မှတွေမမှားရင်တော့အခုချိန်မှာလူသူစုကမင်းကိုဒုက္ခပေးချင်နေကြတယ်။ဒါကြောင့်သူကမင်းကိုတတိနဲ့နေဖို့လှမ်းပြီးတော့နှမိပေးနေတာ။ဘဘို့ ။မြောက်နယ်ကိုဒုက္ခပေးချင်နေကြတဲ့သူတွေဆိုတာဘသူတွေများတော့ဗျာ။ပပိုးသိရင်ပြောပြပါဗျာ။အဲ့ဒါကတော့ပပိုးလည်းမသိဘူး။ဒါကြောင့်ခုချိန်မှာလူတဲကိုမယူပါနဲ့။မကြာသေးခင်ကကြိုတွေ့ခဲ့ရတဲ့ကိစ္စတွေကိုပြန်လည်ပြီးတော့တုံ့သက်ကြည့်မယ်ဆိုရင်တော့ဖြေရှာတွေ့ပါလိမ့်မယ်။ပပိုးကလည်းမင်းတို့ကိုမေတ္တာပို့ပေးနေပါမယ်။အမြဲတမ်းကိုယ်နဲ့တတိကက်ထားပါ။ ဘာယူနဲ့ညနယ်တို့ဟာအကြောကိစ္စတွေကိုပြောကြဆိုကြရင်နေသူတို့အိမ်ပြန်ချီကနောက်ကျသွားကြရပါတယ်။ဒါကြောင့်သူတို့ရဲ့အိမ်ပြန်လာကလေအမဝေဖုံးလွှမ်းနေလေရှိတာပေါ့။ညနယ်လေးစိတ်ထဲမှာတော့သူ့ရဲ့အိမ်မက်ထဲကမကောက်ဆူရပြီးသူ့စီတကယ်ရောက်လာမှာပဲတွေးကြောက်နေခဲ့တယ်ဗျာ။အကိုသားယိုအခြေလည်းမစိုးတော့ဘူး။ဘီလို့ဆိုရင် ကျမအိမ်နဲ့ဝေးမမွေးတော့တာ။အကိုပြန်ချင်းပြန်နှင်းလိုက်တော့လေ။ ဒီကနေကို့ဘသားပဲပြန်လိုက်ပါမယ်ဒီလိုဝေကြီးကြံသေးတဲ့ဥစ္စာဘလို့လို့ကြောက်တဲ့ထားခိုင်နေမှာတော့ညညိုစိတ်ထဲဘာတွေ့နေလဲတော့မသိဘူးဒါပေမဲ့မိတယောက်တည်းကိုသာဒီမှာထားခဲ့ရင်အကိုတညလိုလဲအိပ်ပြုံမှာမဟုတ်ဘူးတိလားတစိဆာတဲ့စကားလိုပြောပါနဲ့လားအကိုသားရဲ့အကူကြီးတွေကကျမတို့လုံလောက်နေပါပြီခါတလေကြာရင်ကျမအားနာမိတယ်ညညွေ အဲ့ချေရောက်ဆောင်နေတဲ့သူကနှုတ်ရခတ်တယ်တဲ့အကူမိကိုချိနေတာကြားပါလေကွာမိဘကသာဘူးမဆိုင်မိပေမဲ့ကိုဘက်ကတော့မင်းနဲ့ပတ်သက်တဲ့အသေးမွှားလေးကစရေထဲမှာသိဆက်ထားတယ်အခုလိုမျှနေပေးမှာတချေလို့ရှိနေပေးတယ်ဆိုတာကလေအခုခုပြန်လို့ချေလို့ဆိုတဲ့ရည်ရွယ်ချက်ရှိရပါဘူးအရာအလိုကအကူရဲ့ဖြူစင်တဲ့မေတ္တာစေတနာတွေပါဒါပေမဲ့လေမိတယောက်တည်းထိချံပြီးတော့ဒုက္ခရောက်နေတာတွေ့ရင် ကိုယ့်ရဲ့မှာအရန်ခံစားရတယ်။ဒါကြောင့်အဖော်မက်နေတဲ့မြနယ်ရဲ့ဘွားလေးကိုတက်တက်လို့အဖော်ပြုပေးဖို့အတွက် ကိုယ့်ရဲ့ချစ်ကိုလက်ခံပေးနိုင်မလား။မြနယ်လေးကတာယူရဲ့ချစ်ကိုမူနေတော့မှာပဲ။သူမရဲ့ကောက်တဲ့ဂျုတ်ရဲ့ထူးဆန်းတဲ့ခံစားချက်တွေဝေရောက်လာခဲ့ပါလေ။လက်ချေထဲမှာပဲပေဝန်းကြီးရဲ့လေထုကြီးဟာပြောင်းလဲသွားခဲ့ပြီးတော့အန်ဒီရောက်လာတော့မဲ့ငွေတက်ပြူကိုသူတို့ညောင်စတဲ့ခန်းစားလိုက်မိပါတယ်။ဘာလို့လဲဆိုတော့အဲ့ဒီချိန်မှာ နဲ့ဆရာငနေလွှတ်လိုက်တဲ့မကောက်စွာရီသူ့စီကိုရောက်လာခဲ့ကြတယ်ဗျာဘာယုကလည်းအဲ့ဒါကိုတွေ့လိုက်တာနဲ့ညနယ်လေးကိုကောင်းပွဲပေးခဲ့ရှာပါတယ်ထွက်သွားထွက်သွားကြငါလည်းထံမှာအဆောက်ရှိနေသည်မင်းတို့နားကဲလို့မရစီရဘူးထို့သူပြောလိုက်တဲ့အခါမှာတော့နဲ့ဆရာငနေနဲ့အေးရိုရဲ့အတန်တွေထွက်လာခဲ့တယ်ဗျာ အဲ့ဒီအဆောင်လေဆွဲလေးရငါတပည့်တွေကိုနိုင်မဲတို့တကယ်ကြီးထင်နေတာလားဟမ်ဟာ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 အကိုသားယောဒီခြေကိုရောက်တာတော့မှညနေဘူကောက်ပဲပေးနေတော့ပဲနော်ကျမရဲ့ဒေါသတွေအကိုစီကိုရောက်လာခင်သူ့ကိုကြောက်တဲ့ထားခလိုက်တော့အောင်လန်းဆရာရဲ့မကောက်ဆိုးပါရီညရတူစီကိုတိုက်ခဲ့ဖို့ဝေလာတဲ့ချိန်မှာတော့ညဆရောက်နေသမီးဖက်ပေါ်လာခဲ့ပါတယ် ဒါကြောင့်မကောက်ဆိုးဝါးတွေလေအနောက်ကုန်မြတ်ခင်မှာပြန်လည်လွှတ်ထွက်သွားခဲ့တာပေါ့။ညနေကတော့ဒီတစ်ခါမှာညဆေးရုံနဲ့တမိကိုဒီမှာပထမဦးဆုံးတွေ့မြင်လည်ရပါတယ်။ညဆေးရုံနဲ့တမိဟာတုပ်ကိုလှပကြော့ရှင်ပြီးတော့အစရောက်ရှိတဲ့ကိုရောက်ကိုဝါတွေလေခက်ပေါ်နေရရှိပါတယ်။ညနေကိုလေမြဆေးရောက်နဲ့တမိကနေပြီးတော့အခုလိုပြောပါတယ်တမိဘာမှမကြောက်နဲ့အမေတမိကိုကောက်ပတ်ပေးပါပါ ညာဆရာ့နဲ့သမီးဟာသူမရဲ့တကိုးတွေဖြစ်ရောက်လာတဲ့မကောက်ဆိုးဝါးတွေကိုတုတ်စင်ရှီးပစ်လိုက်ပါတယ်တပည့်မှရှိတဲ့နေဆရာတို့ကတော့သူတို့စီခြေစည်းခံလိုက်ရတာကြောင့်ဒါပြန်အကျိုးသက်ရောက်ခံစားနေကြရပါတယ်အစင်းရဲ့သဘောသဘောဆိုတာမျိုးကလေအတော့ကိုမှရိုးရှင်းပါတယ်ကိုလိုတဲ့စင်ကြီးက အောင်ရင်အောင်မအောင်ရင်တော့တပြန်ဒုက္ခရောက်တတ်ပါလေ။နေဆရာကလည်းညောင်နေတို့မှာသူ့တဲ့ဆင်းနေတဲ့ပုဂ္ဂိုလ်တူရှိနေခဲ့တာကိုသိလိုက်တော့ဒေါသာထွေစိတ်ဆူသွားခဲ့တာပေါ့။ဒါကြောင့်နေမှရှိတဲ့ပစ္စည်းတွေကိုပြစ်ပောက်ပြီးတော့အဲ့ဒီကိုလေအပိတေပြောဆိုခဲ့ပါလေ။ငါဘွားမှာဒီလိုတခါမှမရှိုးခဲ့ဘူးကွာ။ဒါမင်းတော့ပဲ။မင်းခုလာတဲ့အရှုပ်ထုတ်တွေကြောင့်ငါဘာရောပြီးတော့တောက်ရက်ကွဲရလား။အခုခါနေစားပြီးတော့ ငါဝင်မပါနိုင်တော့ဘူးမိဘပါကြည်လို့တော့ဒီလိုအတိတ်တွေပြောဆိုလိုက်တဲ့အခါမှာဘက်ဒီမအေးကြီးလေစိတ်ဆိုဒေါသထွက်သွားခဲ့ပါ ರಿ ဟိုချက်တဲ့သူကတခြားမိကလေးနောက်ကိုပါသွားတဲ့ပြီးအပြစ်တွေကပါတက်တေခံလိုက်ရသေးတော့သူလေတင်းသွားခဲ့တာပေါ့ဗျာစစ်စင်တော့သူမရဲ့နာမှာနန့်ဆရာရဲ့မော်တာတလဲရှိနေခဲ့တာကိုသူမတွေ့လေရပါတယ် ဒေါ်သာစိန်နေဘာမှမမြင်တော့ပေ သူမလည်းနီးရတာကိုကတ်ကိတ်ပြီးတော့နန့်ဆရာရဲ့ရင်ဝါကို ထိုးစိတ်ပြစ်လိုက်ပါတယ်။ဒါကြောင့်နန့်ဆရာကလည်းကောင်မလေးရဲ့လက်ချက်နဲ့မသာပေါ်သွားခဲ့တာပေါ့။ဒါပေမဲ့ပြဿနာကမပြေသေးဘူးဗျာ။သူမကိစ္စောက်ထားတဲ့မော်တာဟာအစီအနာဖြစ်တာကြောင့်ရိုးရချက်တွေပါထိုးသားမှရှိနေခဲ့ပါတယ်။အဲ့ဒီကိစ္စထားလေထုတ်သားနဲ့အသက်ခံလိုက်ရတဲ့အခါမှာတော့ဒေဗူရဲ့တကူပညာတွေဟာ ကယ်ဆယ်ထားတဲ့သူစီကိုရောက်ရှိလာမှာဖြစ်တယ်ဗျာဒါကြောင့်နက်ဆောင်ကနေရဲ့အွန်လိုင်းပညာရေးအားလို့ကိုမအီကရရှိပိုင်ဆိုင်တွားခဲ့ပါတယ်။ဘာလို့လဲအီကတော့အီဒန်တီရောက်ပြီမလို့ကျော်နေတရားကိုအလွမ်းစဲနှုတ်ဆက်နေကြပါတယ်။မြန်လွယ်အကိုပြန်တော့မယ်နော်။မနေ့ကမှစောစောပြန်လာခဲ့မယ်။ကျေးဇူးပါကိုသားယောမနေ့ကမှတွေ့မယ်နော်။ဒါဆိုအကိုသွားပြီတတ်တာ။ မြောက်လေကိုလှုပ်ဆက်ပြီးထွက်လာတဲ့မောက်သားရိုးဟာချားရှိကိုမြင်ခဲ့မှာပြီးတုံ့လို့သွားခဲ့ရတယ်ဗျာဘာလို့လဲဆိုတော့အီချီမှာသွေးမြောက်စွာပေးကြနေသည်လက်ထဲမှာလည်းဓာတ်တချောက်ကိုကြိုက်ထားတယ်ကြောက်စရာမအီကိုသူတိတ်မိလဲရလို့ပါနာကျင်မှုတွေမနာလို့မုတ်တီးမှုတွေနဲ့သူမရဲ့ဒေါသတွေဟာသူမကို အမောက်ဘက်ခြံပိုးလိုက်တာဖြစ်ပါတယ်အကူသားယောရှင်သူ့ကိုတိတ်ချနေတယ်ပေါ့လေ ရှေ့ကိုကြမှာမပိုင်ရရင်ဘသူမှရှေ့ကိုမပိုင်ဆိုင်စေရဘူး။လက်ပြင်မယ်။မြောက်စလို့ပို့။ညနေပြီးတော့အကူကြီးဖြည့်ရှင်းလိုက်ပါမယ်။ဒါရုံးဟာအသက်နဲ့ရေးပြီးတော့ညနေကိုတောက်ခွဲ ပေးဖို့ကြိုးစားခဲ့ပါတယ်။ထိုချိန်မှာမြောက်နေတရားကိုစောနာကလိုပဲကောင်းတွေကိုရတခုဝင်လာတော့ခန်းစားလိုက်ရပြီးလဲကြသွားခဲ့ပါတယ်။ အဲ့ဒီယာနဲ့တူညာဆယောက်နဲ့တမီးကလည်းသူတို့ရဲ့နေစီရှိမှာထဲပေါ်လာခဲ့ပါတယ်။ညာဆယောက်နဲ့တမီးကိုတွေ့လိုက်ရတဲ့အခါမှာတော့ရန်လိုစက်ပြဲချင်နေတဲ့အေးကြီးလေးကောက်ချွေးတဲ့ဂျန်စီဖြီးတစ်ချက်ပြိုးလိုက်တယ်ဗျာ။ပြီးတော့မှသူနေရာကနေချက်ချီးပြုတ်ွယ်သွားခဲ့ပါတယ်။ညာဆယောက်နဲ့တမီးကလည်းငါရဲ့တမီးလေးကိုငါစာဆက်လျှောက်ပေးပါဦး။မပြေးသေးတဲ့ကိစ္စလေးတွေကိုရှင်းလင်းဦးမယ်။ငါတမီးကိုဒုက္ခပေးနေတဲ့ဟာတွေ။ ဒီညအကိုလိုကိုကိစ္စဖြစ်ရမယ်။ညာဆေးရောက်တဲ့သမီးဟာသူ့သမီးလေးတွေအန်ဒီရဲ့ရှိတဲ့အေးအီနောက်ကိုချက်ချင်းလိုက်သွားခဲ့ပါတယ်။ညံ့ွယ်ညံ့ွယ်ကိုဒီမှာရှိနေသူ့ရဲ့မိဘမမင်ဖြစ်စေရဘူး။ဖြစ်လာသမဲ့အရာတွေကိုကိုယ်သက်နဲ့ရင်းပြီးတော့ကောက်ွယ်ပေးပါမယ်။မေမျိုးအေးအီကတော့ ရာဇယောက်နဲ့သမီးရဲ့တိပင်ကြီးစီကို ရောက်လာခဲ့ပြီးမြနယ်ရဲ့နားမှာဆက်ပြီးတော့နေနေအောင်သူစူးစမ်းနေခဲ့တယ်ဗျ။ဒါကြောင့်ရာဇယောက်နဲ့သမီးကိုအေးဆိုးရှိဖြစ်ဖို့တွေသူ့ရဲ့အောက်လန်းပညာနဲ့ကြိုးပမ်းလှုပ်ဆောင်နေခဲ့တာပေါ့။ဒါပေမဲ့အစီမအောင်မြင်သွားခင်မှာယောက်ျားတစ်ခုနဲ့တူ သူမကိုတောထိုးလိုက်တယ်ဗျ။ဒါကြောင့်သူမလေအထိတ်နာသွားပြီးတော့စီစဉ်ထားခဲ့သလိုလေအောင်မီအာမလို့နိုင်ခဲ့ရှာပါဘူးအဲ့ဒီမှာ မြဆောက်နေသမီးထွက်လာခဲ့ပြီးတော့မင်းရဲ့ပညာနဲ့ငါ့ကိုမနိုင်ပါဘူးအေးရလေအထင်သေးတာလားဟမ်မင်းတို့တက်တော်ဆုံးတဲ့နေရာမြာအေးကတော့လောဝသိတရားမရှိတော့တာကြောင့်မတရားကိုယ်တော်မတွေ့မိနိုင်ပေလမ်းဆိုးကိုရောက်နေခဲ့ပါပြီဒါကြောင့်သူ့ရဲ့မကောက်တဲ့ကြံစီကိုမရက်မနာဆက်လက်ကောက်တဲ့ပေါ်နေခဲ့ပါတယ်မြဆောက်နေသမီးကလည်းသူ့လို့ဆရာရှိတဲ့လူတွေကိုဆက်လက်ပြီးတော့လို့ဆောင်လိုက်ပါတယ် ဒီကိစ္စပဲအာလို့ပြီးဆိုးကြတာဒီမင်းကသမီးကိုဘယ်တော့မှနောက်ထဲမနှောက်ရှက်စေရတော့ဘူးမိလိုလူတွေရှိတာလောကကြီးလည်းညံ့ညံ့တယ်ညာဆယောက်နဲ့သမီးအားထို့သို့ပြောပြတာနဲ့ဒီနေရာကြီးတစ်ခုလိုလေမိတောက်တွေနဲ့ပြည့်ရှံသွားခဲ့ပါလေဒီနေရာကြီးတစ်ခုလိုကိုမိလောက်တိုင်ထွေးလိုက်တာကြောင့်တုံ့နှံခါထားရတဲ့အေးကြီးကတော့တေချာပေါက်စိန်မှဖြစ်ပြီးညာဆယောက်နဲ့သမီးအားလည်း နဲ့တဲ့ကြွေးပါတော့မှာဖြစ်တယ်ဗျာနောက်ဆုံးမှာတော့သူဟာအသက်ကိုတော့ဆွတ်လွတ်ပြီးတော့ညနယ်လေးကို ကေတင်ပေးခဲ့တာပုံညဆယောက်နဲ့သမီးအနေနဲ့တိတ်ပေကြီးဟာမိလောက်ကြွားသွားခဲ့တာကြောင့်ဒီသေးတို့ကြီးလိုဖြစ်သွားခဲ့ပါတယ်အဲ့ဒီမှာမနေ့ကဖေကိုရောက်သည့်ခြေတန်းအောင်မိခိုးမွေတွေကဆက်ပြီးတော့ထွက်နေကြစေပါတောင်းနေညနယ်လာကြည့်တဲ့အခါမှာတော့ပြာရောင်မိသေးတို့ကြီးတွေကိုသူတို့တွေ့မြင်လိုက်ရပြီးတော့အဲ့ဒါနဲ့တူစေးပြာရောင် တော်ရင်ဘာကြီးတပွေလည်းရှိနေခဲ့တာကိုသူတို့တွေးမိလိုက်ရပါတယ်။ဒါပေမဲ့အဲ့ဒီတော်ရင်ဘန်းဟာတော့သူတို့တခါမှမတွေးကြဘူးတဲ့ပုံစံတန်ဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်အမေ။နောက်မြလေးကိုကျွန်တော်တက်လို့ကောက်ွယ်ဆောက်ရှောက်သွားပါမယ်။အားလုံးကိုစိတ်ချပါဗျာ။အခုချိန်မှာတော့ရောင်တွေကိုအဒီရဲ့ပြုချင်ကြတဲ့လူတစုလေသူတို့လမ်းကိုသူတို့သွားနေခဲ့ရပါပြီ။ဒါပေမဲ့ ညာဆဲရောက်တဲ့တမိသားညနဲ့ဖဲမှမရှိခဲ့ရတော့သူမရဲ့ဘွားဟာ လုံးဝမတွေ့ရစရာပေါ့အာလိုကိုအစလုံးနှစ်နံခါသွားတဲ့သူမဟာညနဲ့ပဲတော့အမိတ်ယောက်ဆိုလေဟုတ်တယ်လို့ညီမတဲ့ကတဲရှင်ကြောက်လေဖြစ်ခဲ့ပါလိညနဲ့ရဲ့ငယ်ဘွားကြောက်ကူလေ အခုလိုပြောပြထားခဲ့ပါလိလောကရဲ့နေဆက်ကကမြမတို့ရဲ့လက်ချင်နဲ့မြမနောက်ကအသက်လူပြီးတော့ပြေးနေကြရပါလိ ။မိမရဲ့လက်ထဲမှာတော့လာသားရွက်ခတ်ရှိတဲ့ခလစ်ကြောက်ကိုပွေ့ချထားခဲ့ပါတယ်။သူတို့လင်များဟာဒီလိုမလွန်မှန်တည်တဲ့အခါမှာတော့ခလေးလေးကိုတနည်းအားမှဖွက်ထားဖို့လိုပါတယ်။ငါတို့ရဲ့ခလေးကိုဒီနေရာမှာဖွက်ထားခဲ့ရအောင်။ဒီမှာဆိုဒီညတွေလွယ်လွယ်တွေ့မှာမဟုတ်ဘူး။အကူကြီးရဲ့ဒါပေမဲ့အမြန်လို့ပါရှင်မကြီးလူကြက်ဒီမြောက်တွေလိုက်လာတော့မယ်အမြန်လို့ ဒီမှာရှိတဲ့ net တွေအဆောက်အအုံတွေကျမရဲ့တင်မလေးကိုဆောက်ရှောက်ပေးတာဖို့အကိုကြီးတောင်းဆိုချင်ပါတယ်တကယ်လို့ကျမတို့ပြားမလာနိုင်ခဲ့ရင်လေလူကောင်းသူကောင်းလက်ထဲကိုသာထည့်ပေးလိုက်ပါရှင်မအချင်းရှိတော်ဘူးနော်ဒီမျိုးတွေမိလာတော့မယ်အကိုတို့အ мян သွားရအောင်မိခင်တယောက်ရဲ့အစ်စ်နဲ့ရေးထားတဲ့ဆူတော်တကူကြောင့် မြောက်စရုပ်နဲ့တမီးရလည်းသူတို့တောက်တဲ့စုကိုပြန်လဲဖြည့်စီပေးရပါတယ်။အဲ့ဒီချိန်ကနေစပြီးတော့မြောက်နယ်လေးကိုမြောက်စရုပ်နဲ့တမီးမွေးစားလိုက်ပြီးအခုချိန်တည်းမကောင်းတဲ့အန်ဒီရတွေကနေစကြည့်ကောက်ွယ်ပေးနေခဲ့တာပေါ့။ဒီကရီးယားတက်ဆမ်ကတော့ဒီလောက်ပါပဲဗျာ။အခုလိုမျိုးတွေကိုလည်းအချိန်တိုင်းတင်ဆက်ပေးနေတာကြောင့်ဆက်ဆိုင်လို့ဘေးနားကခေါင်းလေးကိုနှိပ်ပြီးစောင့်မျှော်အားပေးနေပါတယ်ဗျာ။အားလို့ကျေးဇူးတင်ပါတယ်။